ပြစ်ထားမယ်ပေါ်ပြစ် KNU တက်မာတစ်တုံကဲမှာစစ်ကောင်စီတပ်ကအင်အား900ဝန်းကျင်နဲ့တပ်ဖြတ်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်တော်လိုင်းပူပေါင်းတပ်တွေနဲ့နှစ်ဖက်စီရီတင်းမာနေတယ်လို့လေကြောင်းပစ်ကတ်မှုတွေမကြမကြပြုတ်လုံနေတယ်လို့အထူးတိုင်းစစ်ဌာနတာဝန်ရှိသူတွေထံကနေသိရပါဗျ။ရွေးကောက်ပွဲကာလမှာတန်းခင်းနေမြေကအခြေစိုက်တပ်ရင်းနဲ့စစ်မှုထမ်းတင်တန်းစင်တပ်သားတွေနဲ့စုဖွဲ့ထားတဲ့စေအုပ်စုဟာမြို့ဝင်ထွက်လမ်းကြောင်းတစ်လျှောက်နဲ့ KNU ထင်းကျုံနေမြေတွေဖြစ်တဲ့ ကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ရွက်ကောက်ပွဲတွေ့တာတာပဲပေါ့။အဲဖြူရတွေကတော့ဒီအဆုတ်တဲ့ပုံစံမျိုးတွေသူတို့လောက်တာရှိတယ်။ဟိုနင်းပေါ့နော်။ရောင်ပြတ်တွေသူတို့လောက်တယ်မျိုးမျိုးပေါ့နော်။ကာလမဘေးလိုနေရာမျိုးတွေအဲမြို့နဲ့မလမ်းမကမ်းရွာနေရာမျိုးတွေပေါ့။တချောင်းကို၄၅60ပေါ့နော်။တခါကျရင်သူတို့တနေရာမှာနှစ်ချောင်းသုံးချောင်းအဲ့လိုခွဲထိုးတာရှိတယ်။တထုံခဲတစ်ခုလုံးတော့ကျွန်တော်အမှန်တလို့ဆိုရင်တော့ဟိုနင်းလောက်ရှိမယ်သူတို့။၄၅600 ဝင်ကျင်လာတော့ဖြန့်ခွဲထိုးတာရှိမှာအကျွန်တော်တို့အဲဒီကြားထဲမှာကျွန်တော်တို့အနေနဲ့ကလည်းဟိုတာယန်တာတို့ဂျာဘက်တိုက်ခိုက်တာဒီကျွန်တော်တို့လောက်တာပေါ့ဒါအပြင်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ဟတ်တာနှောက်ယှက်မှုမရှိစေဖို့လွတ်တော်ကိုယ်စားလှယ်လောင်းတွေမြို့နှက်မှာလွတ်လပ်စွာမဲဆွေစည်းရုံးရေးတွေလုပ်နိုင်ဖို့လုံခြုံရေးယူပေးနေတာလဲပါဝင်တယ်လို့သူကဆက်ပြောပါတယ်တစ်ဖက်မှာလည်းစေအိုစုဟာတထုံခရိုင်တပ်မဟာတင်နေမြေတဲကိုဒရုန်းအပါဝင်လေကြောင်းကနေစက်တိုက်ဆိုသလိုပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက်ရတတိဆုံးမှုတွေမြင့်တက်နေပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကလည်းဘီလင်းနဲ့တထုံမြို့နယ်အဆက်ကြားကြေးရွာရှိအောင်ဝန်ကျင်ကိုလေရင်နဲ့ဘုံလုံးကြီး40နီးပါးကျချခဲ့တဲ့အတွက်ရက်တာနှစ်ဦးတန်ရပြီးတော့နေအိမ်အဆောက်အဦများစွာပျက်စီးခဲ့ပါတယ်။သူတို့ကလေရင်ပြန်နဲ့ခဏခဏကျေတော့ရွာသားတွေပဲထိနေတယ်။အိမ်မှလည်းမနေရတော့ဘူး။လက်နက်ကြီးလည်းပြတဲ့ဟိုနေကဆိုရွေဝေရွာတို့နောင်ကတော့ဘက်မှဖြစ်တော့ရွာသားတွေထိကြတယ်။အခုထိလည်းပြနေတော့မယ်လက်နက်ကြီးကနေ့တိုင်းလူလူပဲ။ သူတို့စစ်သားတွေရွာတွေအနီးရောက်လာပြီးတခါတလေရွာထဲဝင်နေဖုန်ကြီးเจ้าမှနေတယ်တိုက်ပွဲမဖြစ်တာကြာပြီပဲပြီးခဲ့တဲ့လထဲမှာပူဆိုးလာတယ်ရွာသားတွေတော့အိမ်ထဲမှာမအိပ်ရဘူးဘုံကိုကျင်းမှာပဲနေနေရတယ်ဒါအပြင်စစ်ကြောင်းထူးနေတဲ့စစ်ကောင်စီတပ်သားတွေကဒေသခံရဲတားတွေကိုဖမ်းဆီးပြီးတော့အချို့ဆိုမိသားစုနဲ့အဆက်အသွယ်မရပျောက်ဆိုးနေတာရှိတယ်လို့ဆိုပါတယ် KNU တထုံရန်တပ်မှတင့်နေမြေမှာပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲအရှိန်တွေရော့ကျသွားပြီးမဲ့စစ်ကောင်စီကအခုနှစ်လပိုင်းမှာအင်အားစုဖွဲ့မှုတွေပြန်လုလာပြီးတဲ့နောက်တကြောပြန်စစ်စင်ရေးတွေစတင်လာတာဖြစ်ပါတယ်။